ဘရိတ်တများလုံးပဲမင်္ဂလာပါခင်ဗျာ Sport Edudy ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ဂျာမန်တွေကိုခံဖက်ပြပြီး Nation League ဘောလူပွဲတိုက်ရောက်နိုင်ခဲ့တဲ့ပေါ်တူဂီ Nation League အင်မာစံချိန်မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့တဲ့ Ronaldo ဂျာမနီနဲ့ဘွဲကပေါ်တူဂီကစားသမားတွေရဲ့စွမ်းဆောင်ရည်အဆင့်တမတ်ချက်စိုက်တရင်များပဲဖြစ်ပါတယ်ပေါ်တူဂီတင်းဟာမြူနစ်ကအာလီယန်အရီနာမှာဂျာမနီကိုအန်အသင့်ဘွဲခံဖက်နိုင်ပွဲရယူနိုင်ခဲ့ပြီးနောက်2024-2025 UEFA Nation League ဘောလူပွဲကိုတိုက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ် ရဗတ်တမာတီနက်စီရဲ့အတင်းဟာအင်ရှင်တွေရဲ့အမိမြင်မှာဇူပလာကင်မြောက်ချင်တဲ့အိမ်မက်ကိုဒုတိယပိုင်းမိနစ်60ကျော်မှာခြေပါကိုနဲ့အနိုင်ကိုဆက်တိုက်သွင်းယူပြီးဖျက်ဆီးပစ်ခဲ့တာဖြစ်ပါတယ်။နေရှင်လီယာအစောပိုင်းအဆင့်တွေမှာတန်ရရတွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပေမဲ့လည်းဂိုင်ပွဲကနောက်ဆုံး၄သင်းဆင့်ရောက်လာတဲ့အချိန်မှာတော့ပြင်းထန်မှုကမြင့်တက်လာတဲ့ဆိုတော့ညင်းလို့မရတာဖြစ်ပြီးဂျာမနီနဲ့ပေါ်တူဂီတို့ပွဲစဉ်ကလည်းအဲ့ဒီအတိုင်းဖြစ်ခဲ့တာဖြစ်ပါတယ်။ ်ပရမပိုင်းဟာတပတ်နဲ့တစ်ပတ်သတိကြီးကြီးထားပြီးနေပြည်တော်ပိုင်းတိုက်ကြတဲ့တိုက်ပွဲဖြစ်ခဲ့ပြီးတကွင်းလုံးကအနေအားနဲ့မှာတအူးချင်းတိုက်ပွဲတွေနဲ့ပြင်းထန်နေကြတာကြောင့်ဂိုကန်သွင်းမှုကလည်းအကန့်အသတ်ရှိခဲ့ပါတယ်ဂိုးပေါက်တွေကိုစာတင်ကန်သွင်းယူနိုင်ခဲ့တာကတော့ပရမပိုင်းပြီးဂျာမနီတင်းကဖြစ်ပြီး Florian Vas ကဂျိုရာကင်မေ့ရှ်ရဲ့ခုတ်တင်ပေးလိုက်တဲ့ဘောလုံးကိုခေါင်းတိုက်ပြီးအဖွင့်ကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ် ကိုဗီလာရပြီးနောက်မာတီနက်စ်ကလေးလေးမြန်မြန်ပဲတုံ့ပြန်တဲ့အနေနဲ့ဖရန်စစ္စကိုကွန်ဆေးဆာကိုအပါအဝင်တရားသမားသုံးဦးတပြိုင်နက်လူစားလေးလေးမှုပြုလုပ်ခဲ့ပြီးအဲဒီအပြောင်းလဲကအဆုံးဖြတ်ဖြစ်စေခဲ့ပါတယ်63မိနစ်မှာကွန်ဆေးဆာကညာတော်မန်ကနေအတွင်းကိုချိုးဝင်ခဲ့ပြီးဂိုးအပေါ်တောင်းတဲ့ကိုအလွန်ကောင်းမွန်တဲ့ခံချက်နဲ့တူဝိုက်ကန်သွင်းယူသွားခဲ့ပြီးပေါ်တူဂီတို့ခြေပကိုရရှိခဲ့ပါတယ်နောက်ထပ်5မိနစ်ကြာမှာပဲပေါ်တူဂီဟာပွဲကိုအပြေအဝအလှည့်ပြောင်းဖြစ်စေခဲ့ပြီး ဂျာမနီခံစစ်သားတွေကနေရာလွတ်ကိုရှာဖွေနေတဲ့ပေါ်တဂီကနဝေတိုက်စစ်မှုရော်နက်တိုဟာအချိန်မဲနေရာယူမမှန်နဲ့ဂိုးပေါအလော့ထဲကိုအမားရမရှိကန်သွင်းယူပြီးဦးဆောင်ကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဂျာမနီတင်းဟာလက်ဂျန်မိနစ်20ကျော်မှာခြေပါကိုပြန်လဲရရှိနိုင်ဖို့အတွက်ဒရက်ဆပ်ဘီယာဘီတိုက်စစ်ဆင်ခဲ့ပေမဲ့ပေါ်တဂီတင်းကနောက်ဆုံးအချိန်တွေကိုပပနဲ့နဲ့နဲ့ဂိုင်းတွင်နိုင်ခဲ့ပြီးနောက်ထပ်ဦးဆောင်ဂိုးရီတောင်သွင်းနိုင်တော့မယ့်ပုံပေါ်ခဲ့တာဖြစ်ပါတယ်။ အဆုံးမှာတော့ပေါ်တူဂီတင်းဟာနှစ်ဂိုးတစ်ဂိုးဆိုတဲ့ရလဲနဲ့တူ Nation League ဘောလုံးပွဲကိုတက်ရောက်သွားနိုင်ခဲ့ပြီးဖြစ်ပြီးဂျာတာပရင်းလေးညမှာကစားမဲ့စပိန်နဲ့ပြင်သစ်တို့ပွဲစဉ်ကအနိုင်ရတဲ့အတွင်းရင်ဆိုင်သွားရတော့မှာဖြစ်ပါတယ်။ဂျာမနီနဲ့ပွဲမှာတွင်းယူရတဲ့တွင်းကိုကြောင့် Ronaldo ဟာ Nation League A တရားသည့်အတွင်းတွင်းကိုအများဆုံးတွင်းယူနိုင်တဲ့ကစားသမားအဖြစ်စံချိန်ချိုးနိုင်ခဲ့ပြီးစုစုပေါင်းတွင်းကို9ဂိုးထိတွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါ2021 2022ရာသီတုန်းကလူကာကူနဲ့ဖာရန်ဒိုရက်စ်တို့အတွင်းကိုအများဆုံးဖြစ်ပူးတွဲရက်တည်ခဲ့တဲ့ဂိုးရီအတွက်တတကိုပုံမများပြားနေတာဖြစ်ပေမဲ့ဒီနေ့ Nation League C ကနေဆွီဒင်ကိုတန်းတန်းနိုင်အောင်စွမ်းဆောင်ပေးခဲ့တဲ့ Gragiras ရဲ့အတွင်းကိုထပ်တော့3ဂိုးပုံမနှဲပါနေတာဖြစ်ပါတယ်။ပေါ်တူဂီအသင်းအတွက်တော့ Nation League မှာဒုတိယအကြိမ်မြောက်ဘောလုံးပွဲကိုတက်ရောက်နိုင်ခဲ့မှုဖြစ်ပြီး2019ခုနှစ်တုန်းကဗရမာဇို Nation League ရာသီတုန်းကဖိုးဆွဲနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိချန်ပီယံစပိန်နဲ့2018ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်တို့ဟာယနေ့ညစတုဂတ်မှာနောက်ထပ်ဆီမီဖိုင်နယ်ပွဲစဉ်ဖြစ်တွေ့ဆုံရှင်ပိုင်သွားကြမှာဖြစ်ပြီးပေါ်တူဂီအတွက်တော့25နှစ်တာကာလအတွင်းဂျာမနီကိုပထမဆုံးကျင်အနိုင်ရပိုးတာဖြစ်ပါတယ်ပေါ်တူဂီတင်းရဲ့ဒုတိယပိုင်ဆွမ်းဆောင်ရေးကိုမန်ချက်စတာစီးတီးကျယ်ပွဲဟောင်းအန်ဒီဟင်းကလစ်ကခြေကျူခဲ့ပြီးဒီတွင်ကိုရဲ့အကောင်းဆုံးပိုင်းကတော့ရိုးရှင်းမှုပါအဲဒါကဘောလုံးပေးပို့မှုပြုလုပ်နေုံဖြစ်ပြီးဘောလုံးကိုရွေလျားနေအောင်လုပ်ခဲ့တာပါဂျာမနီတင်းအဖွဲ့ကိုသွေးယူနိုင်ပိုးအလုံးကောင်းမွန်တဲ့ဘောလုံးကစားပုံဖြစ်ခဲ့တယ် ်ပေါ်တူဂီစီကနေနောက်ကနေလိုက်ပြီးတုံ့ပြန်တဲ့ပုံစံကလည်းကောင်းခဲ့ပါတယ်။ရော်နယ်ဒိုကအရင်တော့ကရှိခဲ့တဲ့တိုက်စစ်အားမျိုးမရှိတော့ပေမဲ့နောက်ပါဆုံးရော်နယ်ဒိုကအရင်တော့ကရှိခဲ့တဲ့တိုက်စစ်အားမျိုးမရှိတော့ပေမဲ့နောက်ဆုံးမှာတော့သူ့ရဲ့ twin ကိုကပဲအဆုံးဖြတ်ဖြစ်လာခဲ့ပါတယ်။ပထမပိုင်းကတော်တော်လေးပုံသေးဖြစ်နေခဲ့တယ်။ဂျာမနီကလည်းနည်းနည်းလေးအသာစီးရနေကြတာဖြစ်နိုင်ပါတယ်။ဒုတိယပိုင်းမှာဂျာမနီကကိုးရခဲ့တာဟုတ်တယ်။ဒါပေမဲ့အဲ့ဒါကတိုက်စစ်ပိုင်းလျှင်မြန်မှုကနေရခဲ့တာပါ။ ဒုတိယပိုင်းကတော့ပေါ်တူဂီကဘောလုံးရှိတဲ့အချိန်ရောမရှိတဲ့အချိန်ပါလွှမ်းမိုးနိုင်စွမ်းရှိတဲ့စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့ပါတယ်။ဂျာမနီကတကိုးစီရိုးနဲ့အိုးဆောင်နေချိန်မှာသူတို့တွေမှန်ကန်တဲ့ချင်းကပ်မှုကိုပြုလုပ်နိုင်ခဲ့တယ်။ဂျာမနီကဒုတိယဂုဏ်ကိုရှာဖွေနေခဲ့တယ်။ဒါပေမဲ့ရောဘတ်တိုမာတီနက်စ်ရဲ့လူသားလေးလေးမှုကပွဲအချိန်တွေကိုလုံးဝပြောင်းလဲသွားစေခဲ့ပါတယ်။ဂျာမနီနဲ့ပွဲကိုခြေကုပ်ယူနိုင်ဖို့နဲ့ပေါ်တူဂီသူတို့ကိုလှုပ်ခဲတဲ့အတိုင်းလှုပ်ဖို့ကြိုးစားဖို့ပဲရှိတော့တယ်လို့ပြောဆိုခဲ့ပါတယ် ရနဒိုကိုနေပြမာတီနက်စ်ကပွဲကစားချင်းပြီးဆုံးကန်ဒီမှာလူစားလဲလှယ်ခဲ့ပေမဲ့ဂျာမနီတင်းတွက်တော့အခြေပါကိုပြန်လဲသွင်းယူဖို့တော်တော်လေးနောက်ကျသွားခဲ့ပြီဖြစ်ပြီးဒီရှုံးပွဲကြောင့်ဂျာမနီတွေဟာတနင်္ဂနွေနေ့ဇောပိုင်းမှာတတိယနေရာအတွက် playoff ပွဲစဉ်သာကစားသွားရတော့မယ်ဆိုတဲ့အထိပ္ပယ်ဖြစ်ပါတယ်။အသက်၄၀ရွယ်ရှိပြီဖြစ်တဲ့ရနဒိုဟာ sorry pro league ယာလီကုံမှာအင်နာစာကိုဆုံးခွာခဲ့ပြီးနောက်အတင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီးပေါ်တူဂီအသင်းနဲ့တူတတိယမြောက်ဆူပလာကိုကိုင်းမြောက်နိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ ဂျာမနီကိုအနိုင်ရခဲ့တဲ့ဘော်ဒိုနီညပွဲစဉ်ကပေါ်တူဂီသင်္ကသာသမားရဲ့ခြေစွမ်းအဆင့်သတ်မှတ်ချက်ကို Goal Top ကသတ်မှတ်ခဲ့ပြီးအနိုင်ကိုသွင်းရှိရန်နဒူကတော့ရမှတ်အများဆုံးမဟုတ်ခဲ့တာဖြစ်ပါတယ်။ဒီယိုဂိုကော့စတာ9မှတ်ပထမပိုင်းမှာပက်ဗလိုဗေးရဲ့ဂိုးသွင်းယူမှုကိုကောမိုနီကာကွယ်မှုပြုလုပ်နိုင်ခဲ့ပြီးတဲ့နောက်ဂိုရက်စကာရဲ့ဂိုးကန်သွင်းမှုကိုကမ္ဘာစဉ်လက်စွမ်းနဲ့ရပ်တန့်နိုင်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းတော့ကော့စတာအတွက်ဂိုးပေါက်မှာတိတ်ပြဿနာမရှိခဲ့တာဖြစ်ပါတယ်။ရောင်နာဗက်6မှတ် ညာနောက်ခံနေရာမှာကစားခဲ့ပြီးအဆင်ပြေပြေကစားနိုင်ခဲ့ပါတယ်။ရှေ့တက်ပြီးတွန်းအားပေးလို့ရတဲ့အခါမှာရှေ့တက်ခဲ့ပြီးဘောလုံးဖြတ်ထုတ်ရမှာအားတောင်မှုကိုပြသခဲ့ပါတယ်။ဒုတိယပိုင်း58မိနစ်မှာတော့လူစားလဲခံခဲ့ရပါတယ်။ Rovindias 6မှတ် Florian Vasi ရဲ့အတွင်းကိုမှနောက်ကောက်ချခံခဲ့ရပါတယ်။ Rovindias အနေနဲ့လူချုံနေတဲ့ကစားသမားရဲ့အာယုံလွှဲတာကိုခံခဲ့ရတာဖြစ်နိုင်ပေမယ့် VAR ရဲ့ပြန်လည်သုံးသပ်မှုကအရာကိုသဘောမတူခဲ့တာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်ကွန်ဆေးဆာအိုရဲ့အတွင်းကိုမှဘောလုံးပေးပို့ခဲ့လို့ဂိုးပန်တီးမှုရခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါတယ် ဂွန်ဆာလိုအင်နာစီရိုခုနှစ်မှတ်အမြင်ပေါ်ဒီမှာလွှမ်းမိုးထားနိုင်ခဲ့တယ်။ဘောခံတဲ့နေရာကနေကောင်းမွန်တဲ့ဘောလုံးဖြန့်ဝေမှုတွေလည်းပြုလုပ်နိုင်ခဲ့ပြီးအားကောင်းတဲ့ပုံစံပြသနိုင်ခဲ့ပါတယ်။နိုနိုမန်ဒတ်ရှစ်မှတ်အချိန်တော်တော်များများမှာဘောလုံးနဲ့တူအလွန်ကောင်းမွန်ခဲ့ပြီးရော်နယ်ဒိုအတွက်အလွန်ကောင်းမွန်တဲ့ဖြတ်တင်ပေးဖို့မှုပြုလုပ်ခဲ့ပေမဲ့ပေါ်တူဂီသင်္ကန်းဆောင်ကလွဲချော်ခဲ့တာဖြစ်ပါတယ်။အလုံးကောင်းမွန်တဲ့ပြေတော်မှုပြုလုပ်ခဲ့ပြီးနောက်နောက်ဆုံးမှာတော့ရနာဒိုတစ်ချက်ထိပိတ်သွင်းနိုင်အောင်ကိုဖန်တီးပေးနိုင်ခဲ့ပြီးပေါ်တူဂီရဲ့အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ် ဘလာရုဆေးပါ6မှတ်ခံလက်ပိုင်းမှာတာဝန်ချုပ်ပေးခံထားရတာကြောင့်ပုံမှန်ထက်ကစားပုံဆိုးရွားခဲ့ပေမဲ့ကောင်းကောင်းလုပ်နိုင်ခဲ့ပါပြီ။ကလပ်ထင်းစစ်မှာလောက်ဘောလုံးနဲ့ချက်ချုံမှုမှုမဖြစ်ခဲ့ပေမဲ့သူစီကနေဘောလုံးပေးလိုက်ရတာရှားပါပြီ။ရူဗင်နက်ဗတ်စ်6မှတ်အဝါကထိခဲ့ပြီးဘောလုံးကိုကောင်းကောင်းဂယုစိုက်နိုင်ခဲ့ပေမဲ့ပြောရလောက်အောင်ကောင်းမွန်တဲ့အရာကြီးကြီးမားမားမလုပ်နိုင်ခဲ့ပါဘူး။လူသားလည်းခံခဲ့ရပါပြီ။ဘရူနိုဖာနန်ဒက်စ်9မှတ် ပထမပိုင်းမှာဒဏ်ရာရခဲ့ပေမဲ့စက္ကသားနိုင်ခဲ့ပြီးဒုတိယပိုင်းတစ်လျှောက်လုံးဘောလုံးရှိချိန်ရောမရှိချိန်မှာပါအဓိကပါဝင်ပတ်သက်ခဲ့ပါတယ်။ Fernandez ကအလုပ်အရန်ကြိုးစားခဲ့ပါတယ်။ Francisco Trincao ကို၄မှတ်ပွဲနဲ့တသားရဲကြောင်းအောင်လုပ်ဖို့ရုန်းကန်ခဲ့ရပါတယ်။လိန်ခေါက်ဖြတ်ကျော်မှုတစ်ချိန်တော့အောင်မြင်အောင်မလုပ်နိုင်ခဲ့ပေလူသားလည်းခံခဲ့ရတာလည်းမမှားပါဘူး။ Ronaldo ခုနှစ်မှတ် Mandas ရဲ့ဖြတ်တင်ပေးပို့လိုက်တဲ့ဘောလုံးစီအထင်မရောက်ရှိနိုင်အောင်စမ်းထုတ်နိုင်သမျှစမ်းထုတ်ခဲ့ပေမဲ့ဘောလုံးကဂိုးပေါက်ပေးကိုပဲဝိုက်ထွက်သွားခဲ့ပါတယ်။ 68မိနစ်မှာနိုင်ငံတကာအတွင်းကို139ဂိုးမြောက်ကိုတွင်းယူပြီးပေါ်တူဂီသင်းတွင်အူဆောင်ကိုရယူပေးခဲ့ပါတယ်။အရန်ကောင်းကောင်းမကစားနိုင်ကြတာတော့မှပဲအသင်းအတွက်အဆုံးပြတ်ပေးနိုင်စွမ်းရှိနေစေဖြစ်ပါတယ်။ပက်ထရိုနက်တို6မှတ်လွတ်တာနဲ့ပြေးလွှားဖို့အဆင်သင့်ဖြစ်နေခဲ့ပေမဲ့လည်းနောက်ဆုံးရလဒ်ကတော့ဘာမှမရှိခဲ့ပဲဒုတိယပိုင်းမှာလူစားလဲခံခဲ့ရပါတယ်။နယ်စင်စီမီတို6မှတ် ရောင် nervous နေရာမှာဝင်လာပြီးသတိတောင်မထားမိခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီလိုသတိမထားမိအောင်ကစားနိုင်ခဲ့တာကချီးကျူးရမှာပါ။ Francisco Conceição ရှစ်မှတ် Trincao ရဲ့နေရာမှာဝင်လာပြီးလူစားဝင်ပြီးချက်ချင်းပဲအကျိုးသက်ရောက်မှုပြသခဲ့ပါတယ်။ Diras ပေးပို့လိုက်တဲ့ဘောလုံးကိုရယူပြီးဂျာမနီနောက်ခံလူတွေကိုခြေအောင်ပြကြော်ဖြတ်ပြီးအန်အားသင့်ပွဲအဝေးကန်ခြင်းနဲ့အတူခြေပါကိုတွင်းယူပေးနိုင်ခဲ့ပါတယ်။ Vitinha 6မှတ် Rovinavas နေရာမှာဝင်လာပြီးဂွင်းလယ်မှာကောင်းကောင်းအံဝင်ခဲ့ပါတယ်။ ရှေ့တက်လိုက်နောက်ပြန်ဆင်းလိုက်နဲ့အဆင်ပြေပြေကစားသွားနိုင်ခဲ့ပါတယ်။ဒီယိုဂိုဂျိုတာ6မှတ်နတ်တွဲနေရာမှာလူသားဝင်လာခဲ့ပြီးနာကျင်ချိန်ပုံမှာဂိုးသွင်းနိုင်မှုနှိစက်ခဲ့ပေမဲ့တာစတီချာရဲ့အလွန်ကောင်းမွန်တဲ့လက်စွမ်းကြောင့်ဂိုးမရခဲ့တာဖြစ်ပါတယ်။အခုလိုမျိုးတရေုံတရေနုတွေကိုနေ့စဉ်ကြည့်ရှုနားဆင်ကြတဲ့ဆိုတော့ကျွန်တော်တို့ရဲ့ Sport A to Z YouTube Channel လေးကို Like and Subscribe ပြုလုပ်ပေးထားကြပါအောင်ခင်ဗျာ။ဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးတို့ပဲတင်ရှိပါရယ်ခင်ဗျာ။